ဟော welcome ပါကလေးချူတာတွေ့တကယ် welcome ကိုကအဲ့တော့ကြိုက်တယ်လေဟိုကိုကိုရန်လဲဒိုင်တာတပိုင်းလဲဖြစ်နေတော့အဲ့လိုချူတာတွေ့တော့အာအချက်တယ်သူတို့ကလေအာချူအဲ့လိုချူတာတဲ့ကလေးတွေကိုတွေ့ရင်လေတို့နာမည်တော့တမပြောတော့ပါဘူးဒါကိုကလည်းရိုက်ပြီးတဲ့လူကြီးရှိတယ်တအားချူတာတဲ့အခုကလေးတွေရန်ချူတာတဲ့အထူးသဖြင့်တော့ဒီကားထဲမှာပါမီမီကိုနဲ့ဒါရှေ့မှာလည်းကားရိုက်ဘူးတယ်နဲ့ကားရိုက်ဘူးရုပ်ရှင်ကားကြီးရိုက်ခဲ့တာအတူတူရိုက်ခဲ့တာဆိုတော့တို့ဒီကလေးတွေဘလို့ ဇာကားတကားရရင်ဘယ်လောက်စိတ်ထည့်တယ်ဘယ်လောက်လုပ်တယ်ဆိုတာသူ့သူ့ကိုလည်းတကယ်တကယ်လေးစား respect ပေါ့တကယ်တကယ်ကိုလေးစားတယ်ကလေးတွေကိုကိုရီးယားနားလဲပေးလိုက်ကိုရီးယား senior တွေဆိုတော့လူကြီးတွေဆိုတော့နားလဲပေးလိုက်တော့အော်ဒီကစ်ကကလေးတွေဒီလိုနေရင်တော့မှအော်သူတို့ဒီလိုပဲနေတတ်တာကိုယ်ကမလေးစားလို့လည်းမဟုတ်ဘူးသူတို့ကဒီလိုပဲနေတတ်လို့နေတယ်လို့ပဲအပေါ်ထားလိုက်တယ်ဟော respect ဒီပါလေလည်းမတောင်းတော့ဘူးမလိုလည်းမလိုချင်တော့ဘူးကလေးတွေကိုကိုယ်ပဲနားလဲပေးလိုက်တယ်အော် respect ပေးတဲ့လူကြတယ် it's okay ပေါ့မပေးတဲ့လူကသူတို့ ကလေးတွေကဒီလိုပဲနေတတ်လို့သူနေတယ်လို့ပဲသဘောထားအလုပ်ပေါ်မှာအလုပ်ပေါ်မှာ respect ဖြင့်ရတယ်ကိုမေဟိုမြင်နေကြပုံစံမဟုတ်တဲ့ပုံစံတစ်ခုနဲ့မြင်ရပါဘူးဒီကားထဲမှာကာရီတာနည်းနည်းကာရီတာနည်းနည်းခွဲတဲ့ဆက်ပါတယ်ဒါမှသူပြတာတစ်ခုမြင်ရတယ်ဇက်ကကောင်းပြီသားဆိုဇက်ကကောင်းပြီသားနော်ကိုလိုအောင်မဲ့နေရာလဲတအားကောင်းတော့ ကိုတက်ပိုတောင်ဝင်ကြီးရအောင်နော်ပိုတောင်ဝင်ကြီးရအောင်ဒီကားလေးကကိုလည်းအဖေတွေလှုပ်ခုပါတယ်ဒီထဲမှာလည်းအဖေတယောက်ပါဘူးဒါပေမဲ့လည်းမတူတဲ့အဖေတယောက်ပေါ့ကိုမလှုပ်ဘူးတဲ့ character တစ်ခုအဲ့တခုတော့မှာတကယ်ကိုရှင်းခွန်ပါတယ်တကယ်လည်းစိတ်ဝင်စားပါဘူး character အဓိကတော့သမီးပေါ့မိမိကိုကိုနဲ့အဓိကစုံအောင်ပါပါဒီကားထဲမှာကျန်တဲ့လူတွေလည်းစုံအောင်ပါဒါပေမဲ့လည်းအဓိကတော့မိမိကိုကိုနဲ့စုံအောင်ပါဟော welcome ပါကလေးချူတာတွေ့တကယ် welcome ကိုကအဲ့တော့ကြိုက်တယ်လေ ကိုကိုရန်လဲဂိုက်တာတစ်ပိုင်းလဲဖြစ်နေတော့အဲ့လိုစူးစားတွေ့တော့အားအားချက်တယ်သူတို့လေတအားချိုးအဲ့လိုစူးစားတဲ့ကလေးတွေကိုတွေ့ရင်လေတော့နာမည်တော့တမပြောတော့ပါဘူးဒါကိုလည်းရိုက်ကူးတဲ့လူကြီးရှိတယ်တအားစူးစားတယ်အခုတချို့ကလေးတွေရန်စူးစားတယ်အထူးသဖြင့်ပေါ့ဒီကားထဲမှာပါမီမီကိုနဲ့ဒါရှေ့မှာလဲကားရိုက်ခွေနဲ့ကားရိုက်ခွေရုပ်ရှင်ကားကြီးရိုက်ခဲ့တာအထူးရိုက်ခဲ့တာဆိုတော့သူတို့ဒီကလေးတွေဘလောက်ဇာကားတကားရိုက်ရင်ဘလောက်စိတ်ထည့်တယ်ဘလောက်လုပ်တယ်ဆိုတာသူတို့လည်းတကယ်တကယ်လေးစား respect ပေါ့ တကယ်တကယ်ကိုလေးစားတယ်ကလေးတွေကိုအမြဲတမ်းတော့မဟုတ်ဘူးပေါ့ကလေးတွေလည်းဒီလိုပါပဲဟိုသူတို့တက်နိုင်ကြလောက်ပေါ့အကောင်းဆုံးဖြစ်အောင်ဒီကားတကားကိုအကောင်းဆုံးဖြစ်အောင်ဟိုသူတို့လည်းကြိုးစားကြတာပေါ့ကြိုးစားတဲ့ဒီမှာတကယ်ကိုဟိုတချို့ဆိုရင်အိုးတွေမလုံနိုင်တဲ့ဟာကလေးတွေအဲ့လောက်ထိကိုလုံနိုင်တယ်ဒါအရားတော့ဒါချီးချူးအောင်ပေါ့ဒီဇက်ကောင်တစ်ခုအတွက်ကိုသူတို့အဲ့လောက်ကိုစိတ်ဝင်စားရှိတယ်တကယ်ကိုကြိုးစားနဲ့လုပ်တယ်ဆိုတာတကယ်ကိုဒါဟိုကျွန်တော်လောကအတွက်ဟို ကောင်းကောင်းချင်းတခုပေါ့ဒါနောက်လာမဲ့ကလေးတွေအဲ့လောက်ကြိုးစားရဲဆိုတာဒါကောင်းချင်းတခုပဲဒါပို့ပြီးကောင်းလာမဲ့သဘောပေါ့နော်နောက်ကျရင်ဒီကလေးနဲ့ဒီပို့ပြီးကောင်းလာမဲ့သဘောပေါ့ကိုတို့ကသူနဲ့ MRT ဖုန်းမှာတည်းရိုက်ခဲ့ဦးတယ်သူတို့အဲ့တော့နေကအကျိုးစားနေတဲ့လူတွေပေါ့နော်အခန်းကြီးအများကြီးအဆုံပြစ်ပေမဲ့လည်းအဲ့လိုမျိုးတွေ့နေရတာပေါ့ဒါခုနောက်ပိုင်းတော့ဒါသူရိုက်တဲ့ကားလေးကြီးလည်းကြည့်ပြတယ်နောက်တော့အတူတူလည်းပြေးပြီးတယောက်ဆောင်ရတယ်တယောက်ဆောင်တော့လည်းသူတို့တွေဘယ်လောက်ထိကြိုးစားတယ်ဆိုတာလည်း တော့ဒီ talent ရှိလဲဆိုတော့လေကိုကိုတိုင်းနဲ့မြင်ခဲ့ရတယ်မြင်ခဲ့တော့ဒီကားမှာလဲသူနဲ့အတူတူပေါ့နော်တကယ်ကိုအကောင်းဆုံးပေါ့နော်အကောင်းဆုံးတစ်ခုဖြစ်အောင်တော့ကျွန်တော်လည်းကြိုးစားတော့မှာပေါ့သူကတော့တေချာကြိုးစားမှာဆိုတော့ကိုယ့်ဘက်ကလည်းကြိုးစားမှာကိုရီးယားနားလဲပေးလိုက်ကိုရီးယား senior တွေဆိုတော့လူကြီးတွေဆိုတော့နားလဲပေးလိုက်တော့အော်ဒီ kick ကကလေးတွေဒီလိုနေရင်တော့မှအော်သူတို့ဒီလိုပဲနေတတ်တာကိုယ့်ကိုမလေးစားလို့လည်းမဟုတ်ဘူးသူကဒီလိုပဲနေတတ်လို့နေတယ်လို့ပဲအဘောထားလိုက်တယ်ဟော respect တွေပါလေမတောင်းတော့ဘူးမလိုလည်းမလိုချင်တော့ဘူးကလေးတွေကိုယ်ပဲနားလဲပေးလိုက်တယ် အရက်စပက်ပေးတဲ့လူကြတယ်အစ်စကီပေါ့မပေးတဲ့လူကသူတို့ကလေးတွေကဒီလိုပဲနေတတ်လို့သူနေတယ်လို့ပဲသဘောထားအလုပ်ပေါ်မှာအလုပ်ပေါ်မှာ respect ပြင်ရတယ်စကားတော့မပြောရဘူးဘေးနားသွားစကားတော့မပြောရဘူးအဲ့လိုဟိုအဲ့လို respect ထားခဲ့ရ respect တော့မဟုတ်ကြောက်တာလည်းပါတာပေါ့နော်ဟိုကပြောပြောပြောခဲ့ပူပါတယ်ဘာဦးကျော်သူတို့ဘာလို့ဆိုရင်ဒါဟိုလိုနေအတူတွဲရိုက်မယ်ဆိုတော့မှသူတို့နဲ့စကားကောင်းသူတို့ကလည်းအဲ့လိုမျိုးကိုလိုတွေလို့ ဒီလိုလက်ပွန်းတတိမနေတတ်ဘူးသူတို့ကပုံမှန်လေးပဲနေတယ်သူတို့ကလည်းသူတို့ကသူတို့နေဆိုကိုယ်လည်းစကားပြောဖို့နေတာနားတော်မကပ်ရဲဘူးသူတို့နေတော့ဒါဥကြောင်းရင်းတို့ပါလေဒီတိုင်းပဲအတူတူရိုက်ခဲ့ဖို့ပဲအများကြီးရိုက်ခဲ့ဖို့ပဲစကားတော့စကားတော့ကောင်းမပြောရဘူးဟောအဲ့လိုသူကအဲ့လိုဘရောမှာသူကအဲ့လိုကြီးမင်းတို့ကြီးဘာလို့ညာလို့ဘရောမပြောဘူးသူကအဲ့သူကလက်တွေလှုပ်ပြငါဘလောက်ကြိုးစားလဲဒါပဲလှုပ်ပြသူကငါဒီကားပေါ်မှာငါဘလောက်ကောင်းအောင်လုပ်လဲငါဘလောက်ထိထားလဲဘလောက်ထိစိတ်ပါလဲဘလောက်ထိစိတ်နှစ်ထားလဲသူကအဲ့ဒါပဲပြတယ်သူက မင်းတို့ဘာလုံးတော့ညာလုံးတော့တကားမှကားတွေအများကြီးရောက်ခဲ့ကျွန်တော်နဲ့ငယ်တဲ့အချိန်တွေကသူနဲ့ကြိုက်ဘူးလေအဲ့တုန်းကလည်းတကားမပြောတရှိကလုတ်ပြရဲဆိုတာလုတ်ပြတော့မင်းတို့လည်းဒီလိုလိုက်လို့ဆိုတဲ့သဘောပါပဲအဲ့တော့ဘာမှမပြောဆိုတော့သူကိုယ်တိုင်လုတ်ပြရဲအဲ့လိုကြီးတော့လည်းကိုတော့မပြောချင်ပါဘူးဒါပေမဲ့ဟိုလူပညာသမားတွေကပြောရခက်တယ်ဩပြောရရင်တော့ဘယ်လိုဖော်မလဲပုံမှန် ပုံမှန်လူတယောက်ထက်စားလို့ရှိရင်သူကနည်းနည်းလေးနားလည်ရခက်တဲ့လူတွေထဲမှာပါတယ်ပါတယ်ဆိုတော့ကောင်းတာမကောင်းတာဆိုရတဲ့သူတို့နားလည်နားလည်နားလည်ကကိုကဂျူနီယာဖြစ်တော့လည်းသူတို့နားလည်ရတယ်သူတို့နားလည်ရတယ်ဒါကြအနေနဲ့ကတော့နောက်လာကြရင်ဒီမဟာပဲကိုရိုက်ထားတဲ့တစ္ဆာပြင်သာစီရင်စီနောက်လာပြပါမယ်အဲ့ဒီချိန်ကျရင်တော့ပွဲတစ်ခုလုပ်ပါသူတို့နောက်လာတဲ့မှာပေါ့လာစမ်းပေါ့လာစမ်းကြရင်တော့ပွဲတစ်ခုလုပ်ပါပွဲတစ်ခုလုပ်ရင်လည်းထပ်ဆုံးရအောင် အလားအလားအဲ့လိုလားအဲအဲ့ဒါအဆောင်းလိုက်တယ်ဗျာဝတ်တာပါလေဘလူးဝဲပြည့်တယ်နော်တရားဒါလေးရိုက်ခဲ့ဒါလေးကြံနေခဲ့ဆိုဝတ်တာပါတယ်တကယ်ဟိုဒိုက်တာအနေနဲ့ကြောက်လဲကိုရောကအများကြီးတော့မဟုတ်သေးရုပ်ရှင်သူ၄ကားပေါ့၃ကားပဲထွက်သေးရပါဘူးနော်ဟိုဇလန်းတွဲဆိုလဲတကားပဲရဲ့အဲ့ဒါကြောင့်ဟိုဒိုက်တာဘူးကြတော့ကိုလောက်ရတဲ့ဟာကြီးကအရန်ကိုတံပိုးထားတယ်ဟိုဝတ်တာပါတယ်ဒါပေမဲ့လဲဟိုပြီးွားတာကြောက်ဒီနေ့ပိုကောင်းအောင်ပဲဖန်တီးရှင်တော့ပါလေ တိတဲ့ပိုကောင်းတဲ့ဟာတွေတိတဲ့ပိုပြီးတော့ပြေးတဲ့ရင်ထဲရောက်မဲ့ဟာမျိုးဖန်တီးချင်တော့ငါတို့ကမရှိဘူးအခုချူစီနစ်ပေါ်တော့နှစ်တခုတော့ပြတဲ့ရရှိရအဲ့ဒီကြတဲ့တတ်ဆုံးကြရောနော် okay ပါရှင်းပြပါဟာဒီကားလေးကတော့ဟိုဘယ်လိုခေါ်မလဲရိုက်ပြီးွားရင်တို့ပြောတာပါပဲတိတ်မကြဘူးလေပြပြမှာပါတယ်ဒီကားကိုလည်းပြမှာပါဆိုတော့ကျွန်တော်ဒီကားလေးထွက်လာရင်လည်းပြေးတဲ့ကြီးနဲ့ပြန်ဆုံးကြတာပေါ့ကျေးဇူးတင်ပါတယ်ကျေးဇူးပါ